မြင်စရာကြားစရာတွေကိုအတူကိုလေ့လာရင်းနဲ့ဒီလောက်လေးဖြစ်လာတာပေါ့ပြီးတော့ကျွန်တော်ရဲ့ရည်စရာပါနေတဲ့ခန္ဓာကိုယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကလည်း90လောက်ပါနေတာဟုတ်ဒီပိန်နေတဲ့ခန္ဓာကိုယ်ကလည်းကျွန်တော်ဗစက်ကထွက်လာတဲ့အရာတွေအလုံးဒီခန္ဓာကိုယ်ကလိုက်ပြီးရည်အောင်ပုံဖော်ပေးတာ90လောက်ဆိုတဲ့ခါကျကျွန်တော်90လောက်ပဲထပ်ပြောဟိုစူးစမ်းရတယ်ပေါ့အဲ့တော့ဘောမှာမမတ်ရလေးပေါ့အရာအလုံးကလူစီမမီဘူးဆိုပြီးဝိုင်းကဲ့ရထားတဲ့ခန္ဓာကိုယ်လေးက အဲကျွန်တော်အခုလှုပ်ရှားဖို့အခွင့်အရေးကြတော့သူက90ရာခိုင်နှုန်းတော့ပတ်မိုးပေးတယ်သူကအရန်ပဲကျွန်တော်လောကယူကျေးဇူးတင်ပါဟုတ်ဖြတ်ပြခုဖြတ်โอเคโอเคဖြတ်ဖြတ်အင်ကြီးကိုလည်းတော့မပတ်သက်မိစေသူတင်းလိုက်သူတို့တုံးနေအောင်ချစ်တယ်ညီမလေးကိုညှက်ဆောင်နေတော့မထုံမိစေညီမလေး ဟောမင်္ဂလာပါဗျဒီနေ့ကတော့ကျွန်တော်ဒီနေ့ပွဲလေးရတော့ဒါအဲကျွန်တော်တို့အရန်လေးစားအားကြရတဲ့အဖေဦးခလန်ကျွန်တော်ကိုအဲလန့်ဖိတ်တယ်ပေါ့လိုင်းမွန်လေးလန့်ပြီးတော့ဖိတ်စာလေးနဲ့လန့်ဖိတ်တဲ့ခါကျတော့ဩငါ့ကိုသတိတရားနဲ့လန့်ဖိတ်တာပဲဆိုပြီးတော့ကျွန်တော်တက်လာဖြစ်တာဖြစ်ဖြစ်ပါတယ်ပေါ့နော်အခြားပွဲတွေလည်းပဲဟောဒီနေ့ကြမှာတချို့တွေလည်းတမျိုးတင်ပါသလိုငါတို့လည်းရုပ်ရှင်ကားတွေရိုက်တယ်အမြဲတမ်းဖိတ်ဖိတ်နေတာဘာလို့မတက်တာလဲလို့ထင်ပါသလိုအဲ့ဒါလေးလည်းကျွန်တော်ရှင်းပြနေတာပေါ့ဟိုကိုမပါဘဲနဲ့ရုပ်ရှင်ကားတွေတက်တဲ့ခါကျတော့ကိုတော်နဲ့ ်အပါဝင်တဲ့သူတွေလည်းစိတ်နှောက်ယှက်ဖြစ်မှာဆိုတယ်ပြိဿတ်တွေလည်းစိတ်နှောက်ယှက်ဖြစ်မှာဆိုတယ်အဓိကကဟိုကိုမပါဘဲနဲ့တက်တဲ့ခါကျရင်ဒီကအလုံးစိတ်နှောက်ယှက်ဖြစ်မှာသလိုအဲမတက်တာဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့အရင်လေးစားအားကြတဲ့ဘေးဦးခင်လိုင်းလည်းဖိတ်တဲ့ခါကျတော့ဩဟိုဒရမာကားလေးလားမသိဘူးဟာသားနဲ့ဒရမာနဲ့ရော့ရိုက်ထားတာလားမသိဘူးစိတ်ဝင်စားတယ်ကြည့်ကျင်တယ်ဒါလည်းပါတယ်ပြီးတော့ဘေးဦးခင်လိုင်းကိုလည်းဝင်းရကျင်တာနဲ့တက်လာတာဖြစ်ပါတယ်ဗျကျွန်တော်ပထမဆုံးကျွန်တော်ပထမဆုံးစပြီးတော့ရိုက်တဲ့ဇလန်းတွဲ ကင်မရာကျွန်တော်လေးလုံးရှိကိုပထမဆုံးစပြီးတော့မတ်တပ်ရက်ပြီးရိုက်ခံတဲ့ဇလန်းတွဲမှာဥက္ကလန်နဲ့အရင်ဆုံးစဆုံးတာအဲ့မှာစဆုံးတဲ့အချိန်ကျမှအဲ့ကျမှသူဒီဥက္ကလန်တို့ရဲ့စိတ်ကိုကျွန်တော်သိသွားလာပေါ့ဇောင်းဝင်ကမှသူတို့ကသူတို့ကောင်းဖို့ပဲလောက်တာမဟုတ်ဘူးပါဝင်တဲ့ကလေးတွေကိုလည်းတွဲခေါ်တယ်ဘာလို့ရမလဲဆိုတော့အဲ့ချိန်ကျမှကိုယ်ကိုသင်ပေးတာတွေနဲ့စိတ်တွေကိုမြင်လဲပြီးလဲပေါ့ကိုကိုတိုင်းလေးစားသွားတယ် လေးသားဝါတဲ့အချိန်မှာပဲကျွန်တော်တို့ရိုးသေးသေးလေးသားသားနဲ့ဘေးကင်လိုင်းဘေးကင်လိုင်းလို့ခေါ်တယ်အဓိကကို့အမေပေးပြီးတော့ဒီလိုမျိုးခေါ်နေတာမဟုတ်ဘူးအမှုပညာနဲ့ပတ်သက်လာရင်ကို့အဖေလိုသဘောထားလို့ရိုးရိုးသေးလေးသားမှုနဲ့ဖြစ်တာဘာလေးမှတ်ချက်ပေးခြင်းလဲဆိုကျွန်တော်တို့အနေထားနဲ့ကျွန်တော်တို့အနေထားနဲ့မှတ်ချက်ကတော့မပေးလို့ပါဘူးဒါပေမဲ့အရန်တော်တဲ့အမှုပညာရှင်ပါဒီဘွားတက်လာလို့လဲဒီလိုမျိုးပြောရခြင်းမဟုတ်ဘူးဘာကြောင့်လဲဆိုတော့အများကြီးပဲဟာသဆိုလဲပဲကျွန်တော်တို့ပြည့်တဲ့ရီမောအောင်ဥတအောင်ရီအောင်ဒါဥက္ကလန်တော့လုံနိုင်တယ်ပြီးတော့ဒီမှာ ဒရမာဆိုလည်းပဲဟာသားလုံနေတဲ့တုံးဆောင်တယောက်ကနေဒရမာငိုငိုအောင်လုံးဝလုံနိုင်တယ်အဲ့တော့ကိုလုံးဝပတ်ဖက်ပြည့်စုံနေတဲ့ဒါဟာသားပညာရှင်တွေပါဟုတ်ကျွန်တော်ပထမဆုံးစပြီးဇလန်တော့ရိုက်တာလေအဲ့မှာစရရရဲ့အချိန်မှာဥက္ကလန်နဲ့ပထမဆုံးစတွေ့တာအစတွေ့တဲ့အချိန်မှာမရှိန်အောင်မကြောက်အောင်ကင်မရာတွေကိုအဲမင်းရုပ်ကဘယ်ရပါတယ်ဥပမာပေါ့ကင်မရာခိုးနေရစာအများကြီးတင်ပေးပါဘယ်ရန်ကျေးဇူးတင်ပါဟုတ် ပထမဆုံးအချိန်ပထမဆုံးစစုံနေစင်ရိုက်တဲ့အချိန်မှာကျွန်တော်ကအစ်စ်လိုဖြစ်တဲ့နေအိုင်းနဲ့ဇလန်တို့ရဲ့တော့ကျွန်တော်အချိန်ချင်းမားတာကိုအချိန်ချင်းသိခံပြီးတော့ရိုက်ပေးတယ်တော်တော်လူဆိုအဲ့အချိန်မှာဟောက်ချင်ဟောက်မှာပဲလေအဲ့လိုမျိုးဘာညာလဲမရှိဘူးအဲ့လိုအဲ့လိုအဲ့လိုဘာညာလဲဟောက်တာအဲ့လိုဘာညာဟောက်တာဘာညာလဲမရှိဘဲနဲ့ကျွန်တော်ပြောသမျှတွေကိုသိခံပြီးတော့အဲလိုက်ဟောပေါ့ဘယ်လိုပြောမလဲကျွန်တော်မှားသမျှတွေပေါ့ကျွန်တော်မှားသမျှတွေကိုသိခံပြီးလိုက်ရိုက်ပေးတယ်ပေါ့ဥက္ကလန်ဟော့ ဟောဘလက်ထရောဘာတွေလုပ်ပြလဲဆိုတော့ကျွန်တော်တို့ကတော့အဓိက online ဟိုအားကိုးပြီးတော့ online ပြည်သက်နဲ့သွားနေတဲ့အတွက်ကိုကျွန်တော် online နေပြီးတော့ဇလန်းတိုတွေဟာတာတွေအများကြီးပါပဲရိုက်ထလာတယ်ရှိသလိုအများကြီးထွက်လာတယ်ပို့လည်းရှိတယ်အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်တို့ပညာရှင်တွေမဟုတ်တော့မှကျွန်တော်တို့ဝါသနာရှင်အစဉ်လေးနဲ့ဟောပေါ့ကြည့်ရှုသူပြည်သက်တွေအမြဲတမ်းစိတ်ချမ်းသာကြီးမောပျော်ရွှင်အောင်လို့ကျွန်တော်ဇလန်းတိုလေးတွေကိုကြိုးစားနေတဲ့အတွက်ဇလန်းတိုလေးအမြဲတမ်းလာအောင်ပါပါရုပ်ရှင်ကားလေးဇလန်းတိုတွေရတော့ ရိုက်တဲ့ဓာလေးလည်းအများကြီးရှိပါတယ်။ဟိုထွက်မလာသေးခင်မှာတော့ပြောလိုက်တဲ့အခါကျမဖြစ်လာခဲ့ရင်ကြွားသလိုဖြစ်မှာသလိုအရင်စကားတွေလိုထွက်လာတဲ့အခါကျမှပဲအဲဘယ်ရုပ်ရှင်တော့ထွက်လာပြီဘယ်စကားတော့ထွက်လာပြီဆိုအဲ့လိုလေးပဲပြောပြသည်။အဲနောက်နောက်လည်းပဲကျွန်တော်တို့လုံးမဲ့ဝါဒနာရှင်အစ်စ်နဲ့ကျွန်တော်တို့လုံးမဲ့ကျွန်တော်တို့ဖန်တီးမဲ့အရာလေးတွေကိုလည်းအားပေးကြပါအောင်လို့ဟုတ်ကျွန်တော်တို့ဗမာလဲဆိုတော့ကျွန်တော်လွန်ခဲ့တဲ့ခုနှစ်နှစ်လောက်စက်ရုံလုံသားဘဝဆိုတဲ့ဟိုကစပိန်လေးတစ်စီးနဲ့ကျွန်တော်အဲ့တော့လိုင်းသားပါနေတယ်စပိန်လေးတစ်စီးနဲ့အဲ့ဒီလိုအလူခံတဲ့အချိန်တွေရှိပြီဆိုဒီ အသက်ကြီးနေတဲ့နာမကျန်းဖြစ်နေတဲ့လူရှင်တော်ကြီးတွေတို့အလူခံလာတော့ဘာလို့ဖြစ်ပြီးဆိုကျွန်တော်လူရှင်တော်တားချစ်တာလေးရင်ဆိုတော့အကျောင်းစပိန်နည်းနဲ့ရှောက်လိုက်တာအဲ့တော့တချင်းတွေပါလေတော့အခုလိုပေးမစိုးအောင်ပေါ့အဲ့လိုကျွန်တော်ခွာကလေးတွေကင်ပေးတယ်ပြီးရင်ကျွန်တော်သွားပြောလာတချင်းလေးတပုတ်လောက်ဆိုးလို့ရလားလို့ပြောတဲ့ခါကျရင်တချင်းလေးတွေဆိုးပြီးတော့အလူခံပေးတယ်နောက်ပိုင်းကျွန်တော်ဒီ online mall လေးမှာလူတချို့တော့သိလာတဲ့အချိန်ကြတော့လဲပဲဒီတိုင်းပဲငါဒီနေရာရောက်လို့ဆိုပြီးတော့မနေဘူးကျွန်တော်သွားပြီးတော့ကိုချစ်တဲ့သူတွေအတွက်ဒုက္ခရောက်နေကြတယ်လူရှင်တော်တွေ ဆိုပြီးတော့တကြီးလူရှင်တော်တွေတွေ့တဲ့ခါကျတော့ဆိုတော့ဟိုကူချင်းနဲ့တို့တချို့တွေဆေးရုံမှာတို့တချို့စီးပွားရေးအဆင်မပြေတဲ့လူရှင်တော်ကြီးတွေတွေ့စိတ်ထဲမှာမကောင်းမကောင်းတဲ့ခါကျတော့အခုအလူခံမဲ့ဆိုတဲ့အတန်ကြားလဲကြတော့ကျွန်တော်ကားလေးနဲ့အရင်မောင်းပြီးတော့တချင်းသွားဆိုးပေးတာပါတနေ့ကုန်တနေ့ကခွက်တွေနဲ့လဲကျွန်တော်အလူလိုက်ခံပြီးတယ်ဗောဟုတ်အဓိကတော့လေကျွန်တော်တို့အခုအလူလိုက်ခံပေးနေတယ်ဆိုတာကအရန်ကျွန်တော်တို့လုတ်ပေးတာဘာမှမရသေးပါဘူးဒေဒေတမကတော့ကျွန်တော်ပတ်သက်တွေတော့လှူပါအောင်ပါမိနစ်တော့မိနစ်တော့ဖြစ်တယ်ဟိုးတော့ကလည်းလှူတော့လှူတယ်အဲ့လိုပဲ နိုင်တော့နိုင်တော့ဒီလိုဒီနေ့လည်းပဲလူတော့မလူပါသေးဘူးပေါ့ကရော့ကန်ကြီးကြရင်တော့ကျွန်တော်နိုင်တော့လူဦးမှာပါအခုလိုအလူကန်တဲ့နေရာတွေမှာလည်းပဲကျွန်တော်ဒီတကြီးလူရှင်တော်တွေကိုကရော့ဖို့အလူကန်တဲ့နေရာတွေမှာလည်းပါဝင်ခွင့်ရတဲ့အတွက်ကိုပြောလာတော့အယံကိုပြောတယ်မိုးလင်းပေါက်ကြည့်တာရွာတွေမှာဇက်ကပြီဆိုဘေးမှာကြည့်လိုက်ကျွန်တော်ဘေးမှာအတော်ကြီးတွေပဲရှိတော့တယ်မိုးလင်းသွားပြီဆိုအရင်တော့ရွာဘက်မှာဇက်တွေကပြီဆိုမိုးလင်းပေါက်ကလေမိုးလင်းလို့ကျွန်တော်တို့ကစင်းဘေးမှာမေးတင်ပြီးဟိုခေါင်းတင်ပြီးအဲ့ဒါကြည့်လိုက်မိုးလင်းပြီဆိုကျွန်တော်ဘေးမှာအတော်ကြီးတွေအတော်ကြီးတွေအန်တီကြီးတွေကဇက်ကြိုက်ကြတယ်လေ အဲ့ဒီအတော်လေးအန်တီတေဂျာထဲမှာဇက်ကိုမိုးလင်းမောက်ကျွန်တော်ကြည့်တာအဲ့လောက်ဒီကျွန်တော်ယူတယ်အဟာသလူရှင်တော်တွေဆိုရင်နာမည်ကြီးမှမကြီးမှအဲ့ဒီလိုမဟုတ်ဘူးဘယ်နေရာမှာဖြစ်တဲ့လူရှင်တော်ပဲဖြစ်ဖြစ်အမြဲတမ်းချစ်တယ်အခုကျွန်တော်နေတယ်မှာဆိုရင်တော်တော်များများသိတယ်ကျွန်တော်တချင်းနေသောတာဆိုတဲ့နေရာလူတွေကျွန်တော်တချင်းနေငါငါပြီဆိုတဲ့ဆိုလိုက်ကကြာတို့တီဝိုင်းလေးတွေခေါ်ခေါ်ထားတာလေခေါ်တဲ့ကကြာနေမှာတီဝိုင်းလေးတွေမှာဟာသလူရှင်တော်လေးတွေပါကြတယ်တို့ကနာမည်တော့မကြီးရဘူးပေါ့ ဒါပေမဲ့အဲ့လူလူတွေတွေ့လဲပဲကျွန်တော်ချစ်ခင်ခင်နဲ့ကိုချစ်တဲ့သူဖြစ်တဲ့သူအဲ့လူရှင်တော်လေးတွေအစားကျွန်တော်တလေးစားနဲ့ချစ်ချစ်ခင်ခင်အမြဲတမ်းကျွန်တော်ပေါင်းသင်းဆက်ဆံနေဘာကြောင့်လဲဆိုတော့ကိုချစ်တဲ့သူတွေဖြစ်နေတာဟုတ်ကျွန်တော်ကလူရှင်တော်ပညာတတ်ဘူးလူရှင်တော်မဟုတ်ဘူးဆိုပေမဲ့ကျွန်တော်လုပ်နေတဲ့ဟာသတွေရတဲ့ဒါလူရှင်တော်ပညာနဲ့ဆက်ဆက်နေတယ်လေဟာသလေးတွေဆက်ဆက်နေတဲ့တော့ကျွန်တော်ကလူရှင်တော်တွေကိုရိုသေလေးသားပြီးချစ်တာဟုတ်အဲ့ရကျွန်တော်တခါတခါကျကျွန်တော်မှတ်မိတယ်စင်မမတညာလုံးကနေပါဇက်တွေကလို့ပြက်လုံးတွေပြက်ပြီးဆိုအကုန်လုံးတော့ဘယ်မှတ်မိမလဲဗျာ အဲ့ဒီမှာကောင်းတဲ့အရာဆိုလို့ရှိရင်ကျွန်တော်နောက်နေဆိုကျွန်တော်အော်တိုမတ်မိတယ်ပြီးရင်ကျွန်တော်အရင်လူကြီးတွေကိုကျွန်တော်ပြန်ပြောပြသူတို့တော့မယူဘူးဗျာကျွန်တော်ပြောပြတယ်အဲ့ဒါနောက်ပိုင်းအရွယ်လေးတွေရောက်တဲ့အခါကျတော့ဩစင်ပေါ်မှာသူတို့တွေပြက်လုံးပြက်လာကြရေးပြီးငါပြောပြလာကြဘာလို့မယူရတာလဲဆိုတွေးတွေးနေနောက်ပိုင်းကျမှကိုကလည်းကိုပေါ့ပြန်ပြောပြရင်တော့အများကြီးပါပဲကျွန်တော်တို့ဒီပညာတွေရခဲ့ဟုတ်မြင်စရာကြားစရာတွေကိုအတူကိုလေ့လာရင်းနဲ့ဒီလောက်လေးဖြစ်လာတာပေါ့ပြီးတော့ ကျွန်တော်ရဲ့ရည်စရာပါနေတဲ့ခန္ဓာကိုယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကလည်း90လောက်ပါနေတာဟုတ်ဒီပိန်နေတဲ့ခန္ဓာကိုယ်ကလည်းကျွန်တော်ဗဇက်ကထွက်လာတဲ့အရာတွေအားလုံးဒီခန္ဓာကိုယ်ကလိုက်ပြီးရည်အောင်ပုံပေါ်ပေးတာ90လောက်ဆိုတဲ့ခါကျကျွန်တော်90လောက်ပဲထပ်ပြီးတော့ဟိုကြိုးစားရတယ်ပေါ့အဲ့တော့ဘောမှာမမတ်ရလေးပေါ့အရာအလုံးကလူစီမမီဘူးဆိုပြီးဝိုင်းကဲ့ရထားတဲ့ခန္ဓာကိုယ်လေးက အဲကျွန်တော်ခုလှုပ်ရှားဖို့အခွင့်အရေးကြတော့သူက90ရာခိုင်နှုန်းတော့ပတ်မိုးပေးတယ်သူကအရန်ပဲကျွန်တော်လောကယူခြေသူတက်မှာဟုတ်ဟုတ်တယ်လူစိမ်မမီတဲ့ခန္ဓာကိုယ်လေးကလောတယ်ထမင်းနဲ့မှန်မှုသူကအထောက်ကူလေးပြုတ်နောက်အဲနောက်နောက်လည်းပဲကျွန်တော်ကအများသူငါစိတ်ချမ်းသာကိုပျော်ရွှင်ဖို့အတွက်ကိုကျွန်တော်ဇလန်းတိုလေးဒီဟာသာဒီအများကြီးကျွန်တော်ဖန်တီးနေဦးမှာဘယ်ဖန်တီးနေဦးမှာပါလို့ဘယ်သူတွေရပဲကျွန်တော်တို့ဘယ်ပေါက်ကတိုးတယ်ပဲပြောပြောညာပေါက်ကတိုးတယ်ပဲပြောပြောဘလို့ပဲနှိမ့်ချနေပါသည် ကျွန်တော်တို့လက်ခံတဲ့သူကျွန်တော်တို့ကြည့်တဲ့သူတွေစစ်ချမ်းသာဖို့တော့အများအားစူးစမ်းနေပါပါလို့အဲဘယ်သူ့ဟိုမှာပြစ်မတင်ပါဘူးအားလုံးကြမ်းမချမ်းသာကြပါလိမ့်မယ်အရင်တော့စိတ်မကောင်းဖြစ်တယ်ပေါ့အရင်တော့ကျွန်တော်တို့ဟိုဒဲပြောရရင်ကျွန်တော်တို့ဟိုပေါ့လူကြီးတော်လက်ခံလာကောလူစိမမီပဲနဲ့လုံနေရလားဗာဖြစ်တာညာဖြစ်တာဟိုဥမာခွပြစ်တဲ့ဒုတ်တို့ဘာတို့အဲ့လိုမျိုးတွေပြောကြအရင်တော့စိတ်ကောင်းဖြစ်တယ်။နောက်ပိုင်းကျတော့ပြန်စဉ်းစားကြည့်လိုက်တဲ့ခါကျတော့လိုင်းဘတ်လူလားတယောက်လောက်ပဲရှိတယ်။ကျွန်တော်ဆိုရင်ကျွန်တော် အရင်ကန်ကောင်းပါတယ်ကျွန်တော် online မှာဖြစ်တည်လာတဲ့အချိန်မှာကျွန်တော်အစဲခံတာအနည်းဆုံးပဲကျွန်တော်ဟိုလူတစ်ထောင်အားပေးနေရဆိုရင်ကျင်းတည်တယ်အဲဒီမှာစုံမျိုး2ယောက်လောက်ပဲပါတယ်အဲ့တော့ကျွန်တော်ကလူ900ကျော်စိတ်ချမ်းသာဖို့ဆိုတော့ဒီ2ယောက်လောက်ကဟာကိုကျွန်တော်ခေါင်းနဲ့မထည့်တော့ဘူးလေအဲ့တော့2ယောက်လောက်ကစကားတစ်ခုကကားကိုမနာလိုလို့ပြောနေတာပဲလို့သဘောထားပြီးအဲ့ဒါကိုပယ်ထုတ်လိုက်တဲ့ခါကျကျွန်တော်တို့ကလည်းလူ900လူ900စိတ်ချမ်းသာအဲ့တော့ကျွန်တော်လူအများစိတ်ချမ်းသာဖို့အတွက်ဟာသတွေပဲလုပ်ဖြစ်တာများတယ်ဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာ